အလုံးမေမင်္ဂလာပါတသိမ့်သိမ့်တော့အပိုင်းတရနဲ့အဲ့လမ်းကြောင်းကိုလိုက်ရင်ကျုပ်တို့ကိုဝိုင်းထားတဲ့ဘော်ရှိဖစ်စပိုင်းကို ဖောက်ထွက်ဖို့လိမ့်မယ်။နောက်ပြီးအဲ့မှာလှုပ်ရှားနေပြီဖြစ်တဲ့တိကျတဖွဲ့သွားပြီးပူအောင်ဖို့လည်းလိမ့်မယ်။ခုပြောပြီးသူ့စကားကိုညီကုန်းချုပ်သည်။ဒါပေမဲ့ကျွန်တော်တို့မောင်မြင်ခဲ့ရောခုရွန်စကီက ခတင်းနေမိသည်။အလက်ဇီဖ်ကသူ့လက်ချောင်းများဖြင့်မိဘမော်ရင်ထောက်ပြသည်။ ကျုပ်တို့မအောင်မြင်ဘူးဆိုရင်တော့ကျုပ်တို့ကောက်ကစ်တောင်းတနေစီကိုဆုတ်ခွာသွားလို့ရသည်အဲ့တောင်းတနေပေါ်မှာကျုပ်တို့ရဲ့တက်တွေဖြန့်ထားလိုက်အောင်ပေါ့သူတို့တော်တော်ကြာကြာဆက်လက်ဆွေးနွေးညင်းကုန်ကြသည်တိုးတော့ဘူဂျိုကြီးအများစုကြီးထောက်ခံချက်ရကော်နီလော့ကသူဤမူလဆုံးဖြတ်အတိုင်းအကောင့်တစ်ဖို့ဖို့ဆုံးဖြတ်လိုက်သူတို့ကိုယ့်ပတ်တွေဝိုက်တော့လမ်းကြောင်းမှတစ်စင်ကိုယ့်ဘန်တို့ခြေတဲ့ကြမည်ထို့သူခြေတဲ့သွားရင်မြင်းတော်တက်ဖွဲ့တွေအုံပြုဖို့မြင်းများစုဆောင်းသွားမည်အစီဝေးပြီးသွားသည်လူစုခွဲလိုက်ကြသည် ကော်နီလော့ကပို့ပေါ့နဲ့စကားတခွန်းစနှခွန်းစပျော်သည်စိတ်မပါလက်မပါနှုတ်ဆက်စကားဆိုသည်ပြီးတော့သူ့ခန်းစီသို့ထွက်ခွာသွားသည် သူ့နောက်မှလိုက်သွားသူကတော့အလက်စီဘူမူကြီးစီတိုရင်စင်ဝင်အောင်သူထွက်ခဲ့သည်ထို့နောက်ရှင်လန်းတကြစာဖြင့်သူ့ကိုရနော်ရာရှိကိုပြောလိုက်မတို့ရဲ့မြင်တွေငရေပြီးမျက်နှာမဲမဲနဲ့ကောက်ဆက်ဘူကြီးတယောက်သူ့ထန်ချင်းကလာသည်ဘလို့လဲဘာဆုံးဖြစ်ကြလဲဘူမူကြီးမစိုးပါဘူး စီရိုရန်တန်းနဲ့မိပြောသည်သူဤရှင်လန်းတကြမှုကလူသည်ထက်ပိုနေသည်ငါတို့ကုဖန်ကိုမတော်ဘူးလို့ညင်းလိုက်တယ်ငါတို့ခုချင်းပြန်မှာမင်းအစ်တမဲလားအစ်စဝရင်ဟုတ်ကဲ့သူတို့မြင်းတွေခေါ်လာပါပြီကိုရန်တော်ရဲဘော်ကမြင်းတွေဆွဲလာသည်ဂရီကိုမီလက်ကိုဤမစ်ဆီအောင်ကြီးဖြစ်သောအစ်စဝရင်သည်သူ့မြင်းမော်တက်သည်ပြီးတော့လမ်းမပေါ်သို့ထွက်ဖို့အမိန်ပေးလိုက်ပိုပေါ်နဲ့စီဒိုရင်သည်ဘိုချီချွန်းနဲ့အတူအင်းရှိလီကလေးများမှဆင်လာသည် ဝန်ရောရဲဘော်တို့ကပူပော့၏မြင်ကိုထိန်းထားပြီးပူချိုကြီးချင်းနှင်းခွင်ပေါ်တက်နိုင်အောင်ဖေးမှပေးသည်ပူပော့ကသူ့လက်ဆက်ကြဖို့ကိုဝှေ့လိုက်ပြီးသူ့မြင်ကိုအသားကြကလေးပြေးစေသည်ချင်းနှင်းခွင်များပေါ်တွင်အပြုတ်မတက်ရက်ခါကိုကိုရှေ့သို့နေနေကိုင်းလျက်ပူပော့နောက်မှလိုက်လာသူမှာစီဒိုရင်စီဒိုရင်နောက်မှမှအခြားအရာရှိများနဲ့ကောက်ဆက်များစီတန်းလိုက်လာကြလေသည်အခန်းကြောင်ကာလီဒင်ကွယ်လွန်ပြီးနောက်နိုဟိုချာကစ်မြို့တွင်စစ်ကောင်စီစီဝေးခေါ်သည်၎င်းစီဝေးတွင်ပူချိုကြီး နာဇရော့ကိုပြည်နယ် ဥက္ကဋ္ဌအဖြစ်တင်မြောက်ကြသည်အစီဝေးသို့ကိုစလဲနေနေပဲတက်ရောက်သည်ကိုစလဲအင်းအောင်ပြည့်ပြည့်စုံစုံရှိသည်ကောင်းစည်းဆုံးမြတ်ချက်ဖြင့်ဥက္ကဋ္ဌဖြစ်လာသည်နာဇရောကစစ်သားစုဆောင်ရေးအတွက်အရေးပေါ်အမိန့်ထုတ်တော်၏ပြည်နေနေရှိအသက်18နှစ်မှ55နှစ်အတွင်းရှိသူကော့ဆက်များအလုံးစစ်မှုရန်အမိဟုဆင့်ခေါ်သည်နောက်ပြီးအမိအာနာဒီစေးရေးအတွက်ချင်းချမှုများပြုလုပ်သည်ရွာရီရဲသို့လက်နက်ကင်တပ်ဖွဲ့များစီလုပ်သည်သို့သောကော့ဆက်များကအမိန့်ကိုဝစ်ချစ်တန်းကြီးပဲလိုက်နာကြသည် စစ်ကောင်စီအရေးယူဆိုင်မှုများကအားနေသည်ဒိတ်ဖိဖိစီစီကြီးဂယုမဆိုင်ကြဘောရှိပြေစန့်ကျင်တိုက်ဖျက်ရေးတိုက်ပွဲသည်နောက်ဆုံးတွင်မလဲမသိအောင်မြန်မြှူသူတို့အားလုံးကယုံကြည်စစ်ကြားကြသည်စစ်ကောင်စီစီဝေးများဆွေးနွေးဝဲများတွင်ဘိုလ်ချုပ်ကြီးနာဆိုတော့သည်ဥကောင်ကိုလက်နက်ဖက်ဖြင့်ညှက်ကန်ပြီးထိုင်နေရသည်တစုံတစ်ခုကိုကောက်ချစ်စင်လန်းစွာကြံစီနေပုံမျိုးတကယ်တော့သူသည်ရခင်ကတက်ကြွဖြစ်လက်ပြီးအားဆိုင်ခွန်ဆိုင်အလုပ်လုပ်တဲ့သူဖြစ်ဘိုလ်ကြီး ဂိုလူဘော့၏တင်ချတပွဲကို Novo Chagas မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့တော်လိုင်းကော်မတီကတာဝန်ပေးစလိုလိုက်တိုက်ပွဲဝင်တင်ချတပွဲနဲ့တူဗန်ချက်လေးလိုက်ပါလာသည်ဂိုလူဘော့ကသူ့တပ်မကိုဦးစီးဦးဆောင်ပြုပြီးသူ့မြင်းကိုခက်သွက်သွက်နှင်လာသည်နက်နက်မိုးတောင်းချိန်တွင်ရွာလေးတရာတွေဖြစ်သွားကြသည် ရွာကလေးမှာသူ့တန်းစားပြင်လို့တိတ်ဆိတ်ချောက်ကနေစေသို့သောရွာကလန်ဤတွင်တကြီးရွယ်ကော့စတူကိုတွေ့သည် အဖိုးကရေတင်းသားရှိမြင်းစခွက်ထဲမှရေကတုံးကြီးကိုခွဲနေသည်ဂူလူဘော့ကအဖိုးကြီးနီးသို့ရောက်အောင်မြင်းစီသွားသည်သူတို့တက်မကရှင်နေသည်မင်္ဂလာနက်နက်ခင်းမှာအဖကောဆက်အဖိုးကြီးကိုဂူလူဘော့နှုတ်ဆက်သည်အဖိုးကထူးထူးထဲထဲတရေလေးကြီးဆွထားသည်သူ့လက်ကိုသားမွေကဲ့အုပ်ထုံးနှစ်ထီအောင်ဖြည်းဖြည်းချင်းမြောက်သည်ပြီးတော့ဖော်ရမှုကင်းမတော်လေးတဲ့ဖြင့်ပြန်ပြောသည်မင်္ဂလာနက်နက်ခင်းမှာဘလို့လဲအဖအဖတို့ရွာကကော့ဆက်တွေ နိုဗိုချာကက်စ်ကိုသွားကြပြီလားဘာလို့ရမှာရောစစ်မှုထမ်းဖို့စင့်ခေါ်သေးလိုက်အဖိုးကြီးပြန်မပြေသူ့ပစိန်ကိုဂမန်ကရန်ကောက်ယူပြီးသူ့ချန်တကားထဲမှာချန်နေသူဝင်းရောက်ပြောက်ခဲ့သွားတော့ဤထိုနေ့ပါပင်နိုဗိုချာကက်စ်မှာတက်ရောက်ရန်စစ်ကောင်စီပြင်နေသည်ဒွန်ကော့ဆက်တက်မတော်ကြီးခဲ့ပြင်ခန့်အပ်ထားသည့်ဘူဂျိုကြီးပို့ပေါ်ကသူလက်အောက်မှလက်နက်ကင်တဖုတ်ဝင်များကိုတက်ရောက်ထားစီခဲ့ပြီစစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကိုတည်ထုတ်စီခဲ့ပြီ ကိုလူဘော်၏မြင်းတိော်တက်ဖွဲ့သည်နိုဗိုချာကတ်စ်မြို့သို့ရောက်လာသည်ဆန့်ကျင်တိုက်ခိုက်မှုများတစုံတရာမတွေ့ရသည့်အတွက်သူတို့သည်မြို့ရင်းသို့မထင်မှတ်ဘဲဝင်ရောက်လာသည်အင်အားကြီးမသောတိချာတက်ဖွဲ့ကိုသူကိုယ်တိုင်ဦးဆောင်လျက်ကိုလူဘော်စစ်ကောင်စီဌာနချုပ်သို့မြင်းကိုတုံ့ဆန်စီသွားသည်ဌာနချုပ်ကိဘော်ဝါရင်သူတို့ကိုလာရောက်ငင်မောကြိရှိသူတွေအုံနေခြင်းနဲ့ဖြစ်နေပြီရဲဘော်တယောက်ကဗိုလ်ချုပ်ကြီးနာဇရော၏မြင်းကို ထိန်းထားသည်မြင်းတွေဂုံဒီအသင့်တက်စင်ပြီသာဗန်ချက်ကသူမြင့်မော်မှာခုံစင်သည် ပြီးတော့သူ့စက်တနက်ကိုဆွဲကင်သည်ကိုလူပေါ့အခြားကောဆက်များနဲ့အတူသူ့လဲအိမ်စီသို့ပြေးဝင်သည်ဘုံငင်းပွန်သားသည်တကားတန်ကြာခမ်းမကြီးကြီးရဲ့တွင်စုဝေးနေသည်စစ်ကောင်စီကိုယ်စားလှယ်များသည်တကားပေါ့သို့လှည့်ကြည့်ကြသည်သူတို့အားလုံးပင်မျက်နှာတွေဖြူလျော်သွားသည်မတ်တရဲ့ကြဆန်းကိုလူပေါ့တင်းတင်းမာမာအမိန်ပေးသည်စီရေးပြပွဲတွင်အမိန်ပေးနေသည်နှင့်ကောဆက်များချင်ရလျက်သွေးထိတ်သို့အပြေးလာသည် အာနန္ဒံအပြည့်ပါသည့်အောဟိတံကြောင့်စစ်ကောင်စီဖွဲ့ဝင်များမတည့်ရကြသည်ကလထိုင်ရွှေတံများထွက်လာသည်ထိုင်ယာမလုံးဝမထသူမှဘိုးချီချီနာဆိုတော့တူရဲတာစစ်ကောင်စီစီဝေးကိုဝင်းနောက်ရှက်အောင်မင်းတို့ကဘာကောင်နေမို့လို့လေဘိုးချီချီကစိတ်ဆိုးတံပြင်မိသည်ခမောင်းကိုဖမ်းလိုက်ပြီးပစက်ပိတ်ထားကိုလူပေါ်ရှူရှက်ဖြစ်သွားသည်သူကနာဆိုတော့ရှီယာတို့ပြေးသွားသည်ဘိုးချီချီယူနီဖောင်းပေါ်မှာပခုံးတော်များကိုစောင့်ဆွဲဖြုတ်ပြသည် ပြီးတော့အတန်ပြားကြီးဖြင့်ကျုံးတော်သည်မတည့်ရလို့ကျုပ်ပြောနေရနော်သူ့ကိုခေါ်တော့ကြဆန်းကွာဟာငါဘသူနဲ့စကားပြောနေမိပါလဲဩသူကစစ်တက်ကအီယာမစင်ကြီးကိုဗန်ချက်ကတကားဝရင်သူ့စစ်သက်ကိုဆင်ထားပြီကောင်စီဖွဲ့ဝင်များသည်တိုးတိုးလိုတွန်းတွန်းတိုက်တိုက်ထွက်သွားကြသည်နောက်ဆိုတော့ကောင်စီဥက္ကရာဗိုလ်လူရှင်တော်နေအခြားအရာရှိကြီးများကိုကော့ဆက်များကတရွတ်တိုက်ဆွဲခေါ်လာကြသည် ဗန်ချက်ကိုကြော်လွန်သည့်အထိဆွဲခေါ်သွားကြသည်သူတို့နောက်မှလိုက်လာသူမှာဂူလူပေါ့သူမျက်နာနှီးရင်နေသည် သူတရှိကတဖြက်ဖြက်တမ်းမြင်နေသည်ကောင်စီဖွဲ့ဝင်သူကသူ့အင်ဂျီလက်ကိုဖမ်းဆွဲပြီးမိသည်ဇေယဘုံမူကြီးရဲ့ကျွန်တော်တို့ဘယ်ကို သွားမှလဲနောက်သူကလေဂူလူဘွိုက်ပခုံးတော်သူမျက်နာကိုထုတ်ကက်ကမိသည်ကျွန်တော်တို့လွမြောက်ပြီလားရဲပြီကိုသွားကြသူတို့ကိုတွန်းထုတ်ပြင်းရင်ဂူလူဘော့အောင်ငေါသည် န်ချက်နီးတို့ရောက်တော့သူကထိုလ်လူတွေဘက်သို့လှည့်သည်ခြေတစ်ဖက်ကိုစောင့်နေသည်တွားချက်စန်းငရဲကို ခမားတို့ကိုချုပ်မကြည့်ခြင်းကဲခမားတို့ဘာကိုစောင့်နေကြလဲထိုညကဗန်ချက်သူ့မိအိမ်နေအိတ်သည်နောက်နေ့ကျတော့သူတို့ထံသို့သတင်းရလာသည် ရော့စတော်မျိုးကိုလေတော်လိုင်းတက်ဖွဲ့များကတိမ့်ပိုက်လိုက်ပြီးသတင်းကြကြချင်းသူဂိုလူဖော့တန်သွားသည်သူကိုရော့စတော်သို့တွားခွင့်ပြုဖို့ခွင့်ပြုမိန်တောင်းသည်တွားခွင့်ရသည်နှင့်နောက်နေ့နေ့တွင်မြင်းကိုတုံးစီပြီးထွက်ခွာခဲ့လေသည် ရော့စတော့သို့ရောက်သောအခါတရင်ရုံကျွန်းတွင်နှစ်ရက်ကြာအလုပ်လုပ်ပေးသည် ပြီးတော့တော်လိုင်းကော်မတီရုံးခန်းများသို့လှည့်လည်ဝင်ထွက်သွားလာသည်သို့သောထိုရုံးခန်းများတွင်အေဗရင်ဆန်ကိုရောအန်နာကိုပါမတွေ့ရတတိယမြောင်နေ့တွင်တော်လိုင်းကော်မတီသို့သူနောက်တစ်ခေါက်သွားပြန်သည်လေကရီများမှတက်သွားခြင်းကအခန်းတစ်ခန်းထဲမှထပ်ပေါ်လာသည်အန်နာအတန်အော်ကြီးကိုကြားလိုက်ရသည်သူနှလုံးခုန်တုံမြန်သွားသည်သူကချီလန်းတွင်နှိမ့်လိုက်သည် ပြီးတော့ခန်းတစ်ခါကိုတွန်းဖွင့်လိုက်သည် အခန်းထဲတွင်ဆေးလိမီကုငွေတွေပိမ့်ပိမ့်နေသည်သူအန်နာကိုတွေ့လိုက်အခန်းတကားကိုကြောက်ခတ်ပြီးဗရင်းမောက်ကိုမျက်နှာမူပြီးရှက်နေသည်ဗရင်းမောက်ပေါင်းတွင် ထိုင်နေသူမှာအေဘရန်ဆန်ဒူးကောင်းကိုလက်နှစ်ဖက်ဖြင့်ပိုက်ထားသည် သူနှစ်ပေတွင်တက်နေရတူရှက်နေသည်အရက်ရှိရှိနှင့်လက်ဗီယာလူမျိုးသိမြင်ရှိသူတက်နေရရဲ့ဘော်က secret လိတ်လိတ်ရင်စကားပြောနေသည်သူပြောနေသည်မှာရဲမောရသည်ဖြစ်ရတစ်ခုဖြစ်ပေါ်များသည် ။ဘာကြောင့်ဆိုအန်နာသည်ဥကောင်းကိုနောက်သို့လည်းမီဥလိုက်တဲ့လိုက်ရင်းမောနေသောကြောင့်မင်းအေဘရန်ဆန်ဤမျက်နှာကတော့သူ့ပြုံကြောင်းဖျဲသည့်ခွန်လိုအစင်းကြောင့်နေထင်နေသည်။ဗန်ချက်ခန့်ကိုဖျက်လျှောက်သွားပြီးအန်နာပခုံးပေါ်လက်တစ်ဖက်တင်လိုက်သည်။ဟယ်လိုအန်နာ။သူမလည်းရှိသည်။ညနာသူ့ရောက်လာသည်။သူ့ရောက်ကပခုံးကြီးများစီသို့တိုင်ဆင်းသွားသည်။နောက်ပြီးသူမမျက်လုံးများတွင်မျက်ရည်တွေဝိုင်းလာသည်။ဘေကနေဘလူပေါက်ရောက်လာရင်ကြည်စံအီဘရင်ဆန် တစ်လွင်ဆန်းနေလိုက်တာဖွင့်သစ္စာပန်းကလေးကြနေရပြီအဲ့ဒါကိုမြန်ရှင်ကသူ့အတွက် စိုးရိမ်နေသေးတယ်မျက်လုံးနေမောမကြည့်ပဲအင်နာအင်းနဲ့အားနဲ့ပြောသည်စိတ်လှရှမှုကိုမထိန်းနှံ့တော့သည့်အဆုံးသူ့မတကားဘောက်ဘက်သို့လှည့်ထွက်သွားသည်ဗန်ချက်ကအီဗရန်ဆန်၏လက်ကို ဖြစ်ညင်းနှုတ်ဆက်သည်အလာပါတလာပါစကားနင်းနေပြောသည်ထို့နောက်အင်နာစီသို့သွားသည်အတိုင်းမပြောရှင်းမှုကြောင့်သူ့မျက်နှာပြုံးပြီးဖြစ်နေသည်ကိုစိတ်ကိုထိန်းနှံ့လိုက်ပြီးဖြစ်သည်အင်နာကပြုံးသည် အိမ်နေပြက်လောက်အောင်ဖြစ်သွားသည်မိမိကိုမိမိထောသောထက်မိသည်ဘလို့လဲဘလို့လဲညီကောင်းရဲ့လားဘယ်တော့မှရောက်နေရလဲဆရာကနိုဗိုချာကက်စ်ကလာခဲ့ရလားကိုလူဘောနေတက်မပါလာလားဒီတော့ပြောစမ်းပါဦးဘာသတင်းတွေများထူးတယ်လဲသူမမိကိုများကိုဗန်ချက်တခုမှကြံပြေသည်မျက်တော်မခက်စိုက်ကြည့်နေသည့်မျက်လုံးများကိုတော့သူမမျက်နှာပေါ်မှာတဆက်ကလေးများမရှိသူမကိုယ်တိုင်မျက်လုံးများကတော့ရှည်ရှည်ကြည့်နိုင်စွမ်းမရှိသူမမျက်လုံးများကိုလွှဲဖယ်လိုက်ရသည် ကျမတို့ခဏတပြို့လောက်လမ်းလျှောက်ထွက်ကြအောင်လား။သူမောက်ကအကြံပြုသည်။သူတို့နေအောင်လှည့်ထွက်သွားတော့အီဘရန်ဆန်က နောက်မှ လမ်းအောင်ပြောသည်။ခမားတို့တိတ်မကြခင်ပြန်လာမယ်မဟုတ်လား။အကျုံမှခမားနဲ့လှုပ်ဆရာလှုပ်တွေရှိရဲဘော်ပန်ချဲရင်ခမားကိုအုံချဖို့ကျုပ်တို့စဉ်းစားထားပြီပြီဗျ။ကျွန်တော်တနာရီတွင်ပြန်ရောက်မှာပါ။လမ်းမပေါ်ရောက်တော့အန်နာကပန်ချဲရဲ့မျက်လုံးများတဲ့သူစိုက်ကြည့်ပြီးသူမ၏လက်ကိုဒေါက်တာကြီးဝှေ့ရန်သည်။အီလီယာအီလီယာကျမလေး ဘလောက်ထိကိုကိုကိုမထိနိုင်မသိနိုင်ဖြစ်သွားသလဲသိလားမိကောင်ပေါင်းအဖြူပေါက်လေးလိုကိုဖြစ်သွားတာအဲ့လိုဖြစ်သွားတာရှင့်ကိုမထင်မဖြစ်ဖြုံစာကြီးတွေ့လဲရလို့နောက်ပြီးကျမတို့ညောင်ရဲ့ဟိုမြောက်ဒီမြောက်ပတ်သက်မှုကြောင့်ဒီလားတကယ်တမ်းပြောရရင်ရှင်နဲ့ကျမရဲ့ပတ်သက်မှုကဘလို့လဲတောသူတောင်သားဆက်စပ်နေလင်းများလားတခါခါဆိုလူကတ်စ်မှာအီဘရန်ဆန်ကကျမကိုဘလို့မေးအောင်မေးလေညီကပန်ချက်နဲ့တူပေါင်းတဲ့နေရာလာတယ်လေကျမကမဟုတ်ဘူးလို့ညင်လိုက်တယ် ဒါပေမဲ့ဒီလူကတိတ်ပြီးလင်းနေလူဝင်ကြည့်တဲ့မြင်တဲ့လုံးမပြီးတဲ့နဲ့သူမျက်စိအောင်မှရင် ဖြစ်ပြက်နေရတွေကိုအတိအဝဲမမြင်မရှိပါမလား तू ဘာမှမပြောခဲ့ပါဘူးဒါပေမဲ့သူ့ပုံမှန်ကိုကြည့်ရင်ကျမပြောတာကို तू မြင်ဘူးဆိုတာသိသာနေရတယ်ဒါပေမဲ့မင်းအကြောင်းတွေလေကိုကိုပြောပြပါအောင်အော်လူကတ်စ်မှာကျမတို့အလုပ်လုပ်ခဲ့ပုံကြောင်းလားကျမတို့လှန့်စော့210ချောင်းပါတယ်တီချာတစ်ဖက်တစ်ဖက်ရအောင်စုစည်းလိုက်တယ်ပြီးတော့အဖွဲ့အစည်းပုံစံပေါ်အောင်နိုင်ငံရေးအရာ ါရဖြန့်စီယုံရည်လုပ်ခဲ့ကြရင်ဒါပေမဲ့ဒီလှုပ်ရှားမှုတွေအားလုံးကြောင့်ရှင့်ကိုယ်စကလုံးနှလုံးနဲ့ပြည့်စုံအောင်ပြောလို့ဘေးရနိုင်မှာမလဲရှင်ခုလိုမထင်မဲ့ပင်ယုံစာချီရောက်လာတဲ့အတွက်ကျမစိတ်ထဲကတိကောက်ကြီးဖြစ်နေတော့မယ်နော်ခုရှင်ဘယ်မှာဘယ်မှာသွားနေတယ်လဲရဲဘော်ရဲဘက်တယောက်ရဲ့အိမ်မှာပါထစ်ထင်းငေါငေါပြေမှုသားကိုတုံလိုက်သည်ဘာကြောင့်ဆိုတရင်ရုပ်ချုပ်တွင်ညများကိုကုလုံစေခဲ့သောကြောင့်ဖြစ်ရှင်ဒီနေ့ပဲကျမတို့အိမ်ကိုပြောင်းခဲ့တော့ ကျမနေနေရကိုရောရှင်မက်မိသေးရလားကျမကိုအိမ်ထိရအောင်တခါလိုက်ဖို့ပူရလေကိုတို့အောင်ရှားပါမယ်ဒါပေမဲ့မင်းတို့အနေအားထိုင်ရကျုံကုန်မှာပေါ့ပေါက်ကြရရင်မပြောနဲ့ဆရာလားနေလို့ဘသူမှနေထိုင်မကြုံဘူးနောက်ပြီးအနေကြုံကြုံမကြုံကြုံအဲ့ဒီအကြောင်းနောက်ထပ်မပြောနဲ့တော့ဒီလိုဖြစ်ရင်ဆုံးဖြတ်ချက်ချပြီးသားဖြစ်သွားသည်ညနေဆောင်တော့သူ့ပစ္စည်းပစ္စည်းတွေတင်သည်စက်သားသုံးပတ်တူအိတ်ရှိကြီးတွေထည့်သည် ပြီးတော့မြို့စင်ချင်ပုံရွက်ရှိအင်းနာအိမ်တို့ရောက်အောင်ရှာဖွေသွားသည်သူကိုလေကားထိပ်ဖနက်ချွတ်တွင်အဖွားကြီးတူကကြိုဆိုသည်သူမရုပ်ပြင်သည်အင်းနာနှင့်ခက်စစ်စင်တူသည်သူမမျက်လုံးများသည်လေအင်းနာမျက်လုံးများလိုပင်နက်ပြအောင်နေနှာရောင်ကခက်ကောက်ကောက်သို့တော့သူမမျက်နှာပေါ်တွင်ထင်းနေသည့်အရေးကြောင့်များခက်ချင်ချမ်းသားရည်နှင့်နှာခမ်းကွက်ကွက်တို့ကသူမအသက်ကိုခံမှန်းရခက်နေစေမင်းကပန်းချက်လားဟုတ်ပါတယ်လာအထဲဝင်လေ အထောက်သမီးကမင်းကြောင့်ပြောပြထားပါတယ်။အဖွားကြီးကသူ့ကိုအခန်းလေးတစ်ခန်းနဲ့သူ့ကို ခေါ်သွားသည်။သူ့ပစ္စည်းတွေတရားမြင့်နေရကိုပြသည်။နောက်ပြီးအစ်မြက်ရောင်ယောကကြောင့်ပုံပြည့်နေသောလက်ချောင်းများဖြင့်အခန်းပတ်လေကိုညှို့ပြသည်။ဒီနေရာကမင်းရမယ်နေရာဟောရာကမင်းကရင်သူမလေးတန်ကတိတိတသာဂျူးလေးတန်ပေါင်းနေသည်။အိမ်ထဲတွင် သူမအပြင်ငငယ်ရွယ်ကောင်မလေးတယောက်ရှိသေးသည်ဒီကလေးမ၏မျက်လုံးများသည်လေအင်းနာမျက်လုံးများလိုပင်စူးစူးရှာရှာရှိသည် ခဏနေတော့အန်နာကိုရန်ရောက်လာသည်ဒီတော့မှပဲအိမ်ထဲတွင်တက်ဝဲလှူရှာပြီးစူးစူးညံ့ညံ့ဖြစ်လာသည်အိမ်ကိုဘသူလာသေးလဲဗန်ချက်ရောက်လာပြီလားသူမမေက ရပူဒီဘာသာစကားဖြင့်ပြန်ပြောသည်ထိုခါအန်နာသည်ဗန်ချက်အခန်းတကားစီသို့ခြေလှမ်းကျကျဖြင့်ရှောက်သွားသည်ကျမဝင်ခဲ့ရမလားရှင်ဝင်ပါဝင်ပါသူထန်နေသည့်ကလထိုင်မှထပြီးအန်နာကိုသွားကြည့်သည်အန်နာကသူ့ကိုခြေဆုံကောင်းပြကြည်သည်ကျင်းနေအားရပြီးပြုံးရည်နေသည်ကြည် ပြီးတော့မှမေးသည်ဆရာမစားပြီးပြီလေလာဟိုဘက်ခန်းကိုလိုက်ခင်သူအင်ဂျင်လမောင်ကိုဆွဲကောင်ပူရသောခန်းထဲသို့ခေါ်သွားသည်သူကသမီးရဲ့ရဲဘော်ရဲဘက်ပေါ့မိမိပြောပြီးပြုံးလိုက်သည်ညာဘက်ကျတော့တနက်တန်တွေတဖောက်ဖောက်ကြကြသည်တချီတချီဆက်တနက်တန်တက်တက်ကဝင်ဆွက်သည်ထို့နောက်တော့အတန်တွေတိတ်သွားသည်သူနောက်တော့မလာ ਈ မမေမောင်မောင်ညသည်လမ်းမြောက်ကိုတိတ်ဆိတ်မှုဖြင့်ထွေးပွေထွားပြန်တော့၏ လောဝအောင်တုံတန်ရှင်းတည့်ရသည့်အခန်းကလေးရတွင်ဗန်ချက်ညနေသည်ထိထိုင်နေသည်ဒီခန်းထဲမှာကျမနဲ့ညီမလေးနေကြရလေဆရာတွေ့ရမဟုတ်လားကျမတို့ဘလောက်ချူချူချင်ချင်နေခဲ့ကြတယ်လေဆိုဟိုတီလာရှင်နေလို့လေစေဘောဘောပကြီးကမရှိတယ်လို့တပုတ်နေလည်းမရှိဘူးကျမအထက်တန်းကျောင်းသူတူပါလို့ပြလို့ရမယ်ပစ္စည်းတွေတခုမှမရှိဘူးဘယ်ပုံပဲနည်းနဲ့ချက်တည်နေကြတယ်လေအဲ့နာကတင်းတင်းပြန့်ပြေးသည်မှာ ကျွန်မကစက်ရုံတရုံမှာအလဲလုတ်တယ်ပြီးတော့စာတင်ပေးရလို့လည်းလုတ်တယ်လေခုကြတော့မိမိကဆက်ချုပ်တယ်သူတို့ညောက်တဲ့လိုအပ်ချက်ကအရန်နေတာရှင်သူကတော့ Novo Chagas မျိုးတိတ်မိုက်ခဲ့ပုံကိုအသေးစိတ်ပြောပြသည်ထို့ပြင်သူမှ Rosslot တို့ထွက်ခွာသွားပြီးနောက်ပိုင်းသူဝင်ရင်းခဲ့သည့်တိုက်ပွဲများသောပြောပြသည် Lucas နဲ့ Tagro တွင်သူမှလုဆောင်ခဲ့သည့်အလုပ်များသောဖန်ချက်စိတ်တဲ့ဆွဲထင်းသောသူမှကပြောပြသည်ည7နာရီ သူမမေမေဧကန်မိပေးလက်တီနေအန်နာနှုတ်ဆက်စကားပြောပြီးသူ့ခန်းထဲမှာထွက်သွားတော့၏